ရသေးရသေးရလားရသေးလေနှောက်ဖက်ပြီးနှုတ်ဆက်ကြည့်လိုက်ပြီအော်ရရလားငါမရတော့ဘူးကွာအိမ်ပြန်မယ်ကွာအားလုံးပဲမိုးလေမှာဟိုကတော့မနက်6နာရီခွဲမှအိပ်ရထားရပါတယ်ခန်းထဲမှာခလုတ်တွေကဘောင်းစုံပဲနော်မီးဖွင့်တက်ဖို့တော့မလွယ်ဘူးမီးဖွင့်တော့မလွယ်ဘူးအိမ်နာထက်တော့လေဘာဘာရေပိုက်ဘာမှမပါဘူးဘယ်နဲ့ရီမိုတ်တစ်ခုပါရီမိုတ်မတရုပ်လိုပဲရေးထားတယ် ဲ့တော့မလုပ်ရလဲဆိုတော့လေခဲ့တခုဒီခုနေရဟာအေးဦးဆုံးမျက်နှာတက်ပဲမျက်နှာတက်သွားတိုက်ပြီဆိုတော့ရေချိုးလိုက်ပါအောင်မယ်ဒီနေ့ကံကောင်းတာဟိုတယ်ပြောင်းစရာမလိုဘူးပေါ့နော်ဒီနေ့ဟိုတယ်ပြောင်းစရာမလိုတော့အထုတ်သိမ်းစရာမလိုပါဘူးဒီနေ့ဒီဟိုတယ်မှာ2ရက်နေရမှာပါ Okay ရေချိုးလိုက်ပါဦးဝေးဩလုံးချလိုက်ပါလိုက်လို့ သွားမယ့်နေရာအရင်အေးရဆိုတော့တာမြစုဝတ်ဖို့လိုတယ်ပေါ့နော်ဒီလိုမျိုးအထဲမှာအမွေးပါတဲ့ဝမ်းဆက်ကလေးကိုအရင်ဝန်းအောက်ခံဝတ်မယ်အားလုံးရိုက်လို့ပြီးတော့မှဒီပေါ်မှာမီးရှိမှန်းသိတယ်ဒီလောက်မီးရေကောင်းအောင်ဖွင့်လာတာအောင်မှတချောင်းကျန်ခဲ့သေးတယ်အဲ့တော့အခုဒီရုပ်ကနေပြီးတော့လက်မဲ့ပတ်မဲ့ရုပ်ပြအောင်လို့ပြင်ဆင်လိုက်ပါအောင်မရှင်ညနာပြင်ပြီးပြီဆိုတော့စမြင်လုံးလိုက်ပါအောင်မရှင် ဒါလေးကရေအခု စမ်းပြီးတော့တုံးကြည့်နေတဲ့ inspire ရေမွေးပေါ့နော်ဒီကလေ inspire ရေမွေးလေဆိုလို့ရှိရင်အရန်စိတ်ဝင်စားတယ်ဘာလို့လဲဆိုတော့ဒီရေမွေးအစ်စ်နဲ့တကယ်တူမတူသိကျင်လို့ပေါ့နော်ထွက်လာတဲ့ပစ္စည်းတိုင်းကိုစမ်းကြည့်ရဒါလေးကလည်းဒါရေအခုစမ်းကြည့်နေတဲ့ inspire ရေမွေးအစ်စ်ပေါ့နော် soul mate လို့ခေါ်ပါတယ်အဲ့တော့ရေမွေးမှာတော့ top note တို့ middle note တို့ base note တို့ဆိုပြီးရရှိရကွာအလိုဆွတ်ဆွတ်ချင်းရရတဲ့အနမ်းခဏနေမှရရတဲ့အနမ်းပြီးရင်အကြိုင်းနေမှရရတဲ့အနမ်းပေါ့နော်အဲ့တော့ဒီဟာလေးကတော့ inspire ရေမွေးဖြစ်ပင်မဲ့သူကလေ ဒီ note တွေပြောင်းသွားတာအစတော်တော်လေးကိုအဆက်နဲ့တူတယ်ပေါ့နော်ရေမွေးမျိုးစားတွေမှာသူက clone တို့ toilet တို့ EDP ဆိုပြီးတော့အဲ့လိုမျိုးစားတွေအများကြီးရှိတယ်အဲ့ဒါတွေကဒီထဲမှာပါဝင်တဲ့ရေမွေးအစီပမာဏပုံမှာမူတည်ပြီးတော့မျိုးစားကွဲသွားတာပေါ့နော်ဒီဆိုမဲ့ရေမွေးလေးတွေကသူက EDP မျိုးစားပေါ့နော် EDP မျိုးစားဆိုတာရေမွေးအစီကဒီထဲမှာ10%နဲ့20%အထိပါတယ်အဲ့တော့ဆွတ်ထားမယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်မှာ7နိုင်ရနေ12နိုင်ထိခန့်တယ်ဆိုလိုတာကတော့ပိုမွေးတယ်ပေါ့နော်သူ့ရေမွေးပလင်းလေးကကြတော့တတိမှန်ပါတဲ့အခါကျတော့ဘူးလေးကလည်းဒီလိုကြီးကြီးလေးနဲ့ လှလှလေးပေါ့နော်။နောက်ပက်ကေ့ချင်းလေးလည်းလှတယ်။ပက်ကေ့ချင်းလေးရတယ်ဒီလိုမျိုးပန်းရောင်ဘူးလေးကိုမှဘူးကြီးကြီးလေးဆိုတော့လက်ဆောင်ပေးလို့ရှိရင်အမြင်လှတာပေါ့နော်။တီတီကိုကိုလေးဖြစ်မနေတော့ဘူးပေါ့။ခန့်ခန့်ညာညာရှိတယ်။ရေမွေးအနံ့ကတော့သူ့စီမှာအများကြီးရွေးချက်ကြမရှိဘူး။16မျိုးရှိတယ်။အဲ့တော့တနည်းအားဖြင့်ကြည့်လို့ရှိရင်တော့ခေါင်း6တတ်တာလေးပေါ့နော်။ရွေးစရာနည်းနည်းပဲရှိပြီးတော့အဲ့16မျိုးကလည်းလုံးဝတကယ့် international မှာပေါက်နေတဲ့အရန်နာမည်ကြီးနေတဲ့ရေမွေးအမျိုးအစားတွေကိုပဲသူကထုတ်ထားတာပေါ့နော်အဲ16မျိုးတဲ့မှာမှာကိုကဟို sexy sun နဲ့အနံ့မျိုးကိုယူမလားဒါမှမဟုတ် fruity တို့အဲ့လိုပန်းနံလေးပေါ့နော်တင်းတင်းလေးတွေကိုယူမလားဒါမှမဟုတ် lady boss အနံ့မျိုးယူမလားအဲ့ဒါမှ fresh ဖြစ်တဲ့အနံ့ကိုကြိုက်လားအဲ့လိုအမျိုးအစားလေးတွေခွဲပြီးကိုကကိုယူကြည့်လို့ရတယ်ဒီကတော့အဲ့ဒီ16မျိုးတဲ့ကနေပြီးတော့9မျိုးကိုတော့ယူဝယ်ထားတယ်ဒီ channel chance ရဲ့ tandry လေးတစ်ခုတော့ယူဝယ်လိုက်တယ်ဘာလို့လဲဆိုတော့ဒါကကြတော့ ရေးရဲ့ everyday ရေးဆွတ်တဲ့ရေမွေးအဲ့တော့ဒီ inspire ရေမွေးတစ်ခုကအစ်စ်နဲ့ဘလောက်တူလဲမတူလဲရေးသိကြလို့ရှိရင်အများတိုင်းရေ channel chart ဒီ time တွေနဲ့ပဲရေးစမ်းတယ်ဘာလို့ဒီအနံ့ကဒီကိုလိမ်လို့မရဘူးချွတ်ဆွတ်ချွတ်ဆွတ်အဲ့တော့ရေးကဒီဟာကိုစမ်းကြည့်ပြီးတော့မှတူတယ်ဆိုပြီးတော့မှရေ channel ဒီ LV တို့ MS တို့ကြီးအဲ့ရနေပြီးတော့꿰လိုက်တာအဲ့တော့အခုဤဒါတွေကိုစွတ်မယ်ဆိုလို့ရှိရင် confident အပြည့်နဲ့ရရဲဝုံဝုံစွတ်ရဲ daily စွတ်လို့ရတယ်ပြီးရင်အဲ့လိုပေါ့နော်ယုံသွားចောင်းသွားအနားရိုင်းလည်းမရိုင်းဘူး ျော့လဲမပျော့ဘူးလုံးဝဟို main ကလေးတွေအတွက် perfect ဖြစ်တဲ့အနေအထားလေးမှာရှိရပါတော့။အဲ့ဒါဒါလေးကရေးရအများအတိုင်း daily ဆွတ်တဲ့ရေမွေးလေးဖြစ်လာတာပေါ့နော်။နောက်တစ်ခုက chlorine ပို့ပြီးတော့မိမပိုးစားမယ်ထင်တယ်။ပန်းနဲ့မွေးဤပြီးတော့မှလေအရန် elegant ဖြစ်တယ်။မိမစံတယ် high end ပေါ့နော်အရန် boss ပေါ့ကွာလောကတထေးနံပေါ့နော်အဲ့ဒီနေ့တော့ရည်ဒီ chlorine လေးကိုရည်စွတ်လိုက်မယ်အရင်ဆုံးရည်အသားမှာစွတ်မယ်ပေါ့နော်ဒီနားလေးစွတ်မယ်ဒီ chlorine ရဲ့အနှံ့လေးကလည်းလုံးဝတော့ကွာလန်းဆန်းတက်ကြွပြီးတော့အဲ့လိုအသက်20ကျော်အရွယ်ရနေစပြီးတော့အမျိုးသမီးတိုင်းအတွက်ပေါ့နော်လုံးဝ timeless ဖြစ်တဲ့အနှံ့ပဲအဲဒီကောင်ကကျတော့ MS and Jardine Salon ကို inspire ယူပြီးတော့မှာ ထုတ်ထားရင်မွေးပေါ့နော်။အော်ကျွန်တော်ကတော့ MS Jardin လို့ပဲခေါ်တယ်။အဲကောင်ကယောက်ျားလေးလဲဆိုလို့ရတယ်၊မိန်းကလေးလဲဆိုလို့ရတယ်။သူ့ရဲ့ရနံ့ကဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဒီ fresh ဖြစ်တဲ့ဒီနိုင်မြေပေါ်မှာရရဲ့အဲဂျနမ်မျိုးဟိုယူပြီးတော့မှထုတ်ထားတာလောလောဆယ်ထားကျွန်တော်နိုင်မြင့်မြောက်ပြတော့မသိဘူး adventure ကြိုက်တဲ့လူမျိုးတွေနဲ့ဆိုလို့ရှိရင်တော့တော်တော်လေးကိုအဆင်ပြေတယ် fresh အရင်ဖြစ်တယ် အော်ဒါကတော့ LV ရဲ့ California Dreams ပေါ့နော်ဒီဟာလေးကိုဆွတ်ရခြင်းအပြင်ကိုကတော့အရင်နှစ်တိုင်းတန်တယ်လို့ခံစားရတယ်ကွယ်ဒီလားငါ3000နဲ့ LV ရဲ့အနံ့လေးကိုရနေတယ်ပေါ့နော်အဲ့တော့ ကယ်လီဖိုးနီးယား dream ဆိုတော့ဘာလို့ခေါ်လဲဆိုတော့ကယ်လီဖိုးနီးယားကသူကနွေရာသီဒီလို beach တွေနေတာတဲ့အနံ့မျိုးလေးပေါ့နော်လို့ beach vibe အပြည့်ရတာပေါ့အဲကိုကတော့မြန်မာမလို့လားမသိဘူးဒီအနံ့လေးကိုရလိုက်တာနဲ့လေလို့စိတ်ထဲမှာတကြံကြီးကိုပေါ်ပေါ်လာသည်လားနွေရာသီလို့နေပူပူလေးနဲ့ရေဆိုးဆိုးလေးနဲ့ဖြစ်နေတဲ့အာမျိုးလေးတမ်းပြီးတော့ရောက်သွားတာအဲ့အနံ့လေးရရနေတော့တငယ်ချင်းတွေနဲ့ chill လုပ်မယ်အုပ်စုလိုက်ကြီးပြောမယ်ပါမယ်ဟာဟို party လုပ်မယ်သိရမလား beach သွားမယ် လုံးဝ perfect ဒီ RV ရဲ့ California dream ကိုစွတ်ကြည့်ပါအဲ့လို attic ဖြစ်တဲ့အနံ့လေးပေါ့နော်နောက်တစ်မျိုးက wireless ရဲ့ lever wireless ဒီ lever တော့လုံးဝလွတ်လပ်ခြင်းရဲ့အရနံ့ကိုဖော်ဆောင်ထားရမျိုးပေါ့နော်သူက ဒီလိုစွတ်စွတ်လိုက်ခြင်းဆိုလို့ရှိရင်တော့အရင် fresh ဖြစ်တဲ့အနံ့လေးကိုရတယ်။အဲလိုစွတ်ပြီးတော့အဲလို9မိနစ်လောက်နေလို့ဒီရေမွေးလေးက၆သွားတဲ့အချိန်ဆိုလို့ရှိရင်တော့အရင် feminine အနံ့လေးကြံခဲ့တာပေါ့။မိမတအားဆန်တဲ့အနံ့လေးကြံခဲ့။သူကတော့အရင်ဘိုးဖြစ်တယ်ကွာအနံ့ပွဲသွားပွဲလာပေါ့နော်။တကယ်ကိုမှမင်္ဂလာဆောင်သွားမယ်၊ dinner party သွားမယ်အဲလိုပေါ့နော်။နားမပေါ့ night out သွားမလားလို့လူကြားထဲမှာအရင်ဘိုးဖြစ်တဲ့အနံ့လေးပေါ့နော်။ပွဲကြီးပွဲကောင်းနေနဲ့လိုက်တယ်။များသောအားဖြင့်အရေမွေးလေး review ပြီးလို့ရှိရင်ဘယ်နှစ်နာရီခန့်လဲ။ဘယ်လောက်ကြာကြာခန့်လဲ။ဒါပဲမေးကြရပေါ့နော်။အခု 8နာရီနဲ့45မိနစ်ပဲဆိုပါစို့၄၀ခွန်ဆိုတော့အဲ့တော့ဒီအခုရေဆွတ်ထားတဲ့ဒီရေမွေးအနံ့လေးကဘလောက်ထိဒီမှာခံမလဲဆိုတာကိုစမ်းသပ်ကြမယ်။သူကတော့8နာရီခံတယ်လို့ပြောတယ်ဒါပေမဲ့ကိုဒီနေ့ထပ်မဆွတ်ပဲနဲ့ကွာယူရိုအတွက်စမ်းသပ်ပေးမယ်။နော် Let's go အညီဝလာအောင်မယ်ဒီနေ့ရောဂလီရှာသွားမှာဆိုတော့တအားအေးမှာအဲ့တော့အောက်မှာနေရာ၃ဓာတ်လောက်ဖြတ်သွားပြီဆိုတော့ရေမွေးလေးတော့နည်းနည်းထပ်ဆုပ်ခွင့်ပြုပါဒါကတော့အပြင်မှာအနိုင်ရဖို့ပေါ့နော် အဲ့ဒီကိုပဲဆွတ်လိုက်တော့မယ်အခုရေတော့ခရီးဆက်ထွက်လာတာရေခဲတောင်ပေါ်ရောက်နေပြီဗောနော်၈နာရီ45မှာဆွတ်လာတာဆိုတော့အခုက၂နာရီနဲ့စက်ခွန်ဖြစ်သွားပြီ၆နာရီနီးပါးရှိသွားပြီဗောနော်โอเคရေမွေးနာပြောရရင်ကို့အနံ့ကိုတောင်မှရနေသေးတဲ့အခြေအနေမျိုးကရှိရဲ့ကြာကြာရှူရှူရှူကြည့်အဲ မွေးတော့မွေးတော့မွေးတော့အရင်တော့လိုမျိုးညတိညပတ်နန်းစောစောကြီးပြေးမဟုတ်တော့မွေးတော့မဲ့လာလာလာနောက်ကမွေးကြည့်အာမွေးနေအောင်မွေးနေအောင်မွေးနေအောင်အခုဒီအနှံ့ကတော့ဟို6နာရီတိုင်သည့်အောင်ကို့အနှံ့ကိုရနေသေးတယ်ဘယ်လိုလေးဆိုကို့အနှံ့လေးကိုရပြီမွေးနေသေးရဲ့စပင်လေးတွေမှလည်းရနေသေးတယ်အာမစိုးလေးတွေမှလည်းရနေသေးတယ်အာ6နာရီနော်7နာရီ7နာရီကြာတွေ့တယ်အခု6နာရီ34ရှစ်သွားပြီဗောနော်8 hour ဖြစ်သွားပါပြီ ။ဒီကတော့ကိုနံလေးကိုရနေသေးတယ်။ဒါပေမဲ့နည်းနည်းလေးတော့မဆိုးစလောက်လေးတော့ပါသွားတယ်။မှလည်းညီလေးကပြေးလှွားအကုန်လုံးပုတ်တိုက်နှင်းနှမ်းမှနေနေရဆိုတော့လေသို့သောလုံးဝအနှံ့ပြောက်သွားတာမျိုးမဟုတ်သေးဘူး၈နာရီမှာ။ကြာကြာရသေးရသေးရလားရသေးရလေနှုတ်ဖက်ပြီးနှုတ်ဆက်ကြည့်လိုက်ပြီအော်ရရလားငါမရတော့ဘူးကွာအိမ်ပြန်မယ်ကွာအဲ့တော့ဒီ soulmate က8 hour အထိ အနံ့ခံပါသေးတယ်ဒါပေမဲ့ကျမကတော့ကို့အလိုဆိုရင်တော့အရန်ထတ်ဆွတ်ချင်နေရောနော်ဒါစမ်းပြပါမလို့လုံးဝမဆွတ်ပဲနဲ့အောင်းအင်းမိနေတာဆက်တော့လိုက်အောင်မအခုမှပဲပြန်ရောက်တော့တယ်ဟိုနေညောင်းလိုက်တာမောလိုက်တာခါနေကိုပြန်ရောက်တာ7 7တဲ့ဒီမှာကြည့်အောင်ည7နာရီထိုးပါတယ်15နာရီဖြစ်သွားပြီအဲ့တော့ဒီလိုမျိုးလျှော်ဖို့ချွတ်လိုက်တဲ့အင်းကြီးလေးမှလည်းအနံ့ကြံတယ်ဟာ အသားမှလည်းတကယ်နှံ့ကြတယ်။စွတ်ခါစားလိုမျိုးဟို6နာရီလောက်ကလိုမျိုးတော့အရန်ပြင်းတဲ့အနံ့မျိုးတော့မကြံပေမဲ့သူ့ရဲ့လုံးဝ base note လေးရတော့အခုချိန်ထိကိုကြံ့နေတော့မယ်။ကိုကအနောက်လေးတွေလိုဆန်းပြီးတော့မှကိုကြိုက်တာလေးရွေးဝယ်ချင်တယ်ဆိုလို့ရှိရင်လည်းအဲ့လိုစိုက်နေမှာသွားဝယ်ပေါ့နော်။ Amp Tower က Bloom Store မှာလည်းဒါလေးတွေရတယ်။အဲ့လိုမဟုတ်ဘဲနဲ့ကျမကိုယုံကြည်ရဆိုလို့ရှိရင်တော့ဒီ Bee Your Soul Mate ဆိုတဲ့ page ကနေပြီးတော့အခုပြောထားတဲ့ series လေးနာမည်လေးတွေကို online ကနေသာမှာပြီးတော့စမ်းသုံးကြည့်ပါ။မမှွေးဘူးဆိုရင်ကြိုက်တယ်လို့ပြော။ နော်โอเคအဲ့တော့ဒီနေ့ရေမွေးဘလောက်ခံလဲဘလောက်ခံလဲဘလောက်ခံလဲတစ်ချိန်လုံးမေးနေကြရတွေကိုပြောပြလိုက်ပါပြီရှင်အဲ့တော့ကျမလည်းရေမွေးချုပ်ပြီးနားလဲပါအောင်ရှင်အားလုံးတက်တာပါ